ေချာပေါအရင်ပြုတ်မဲ့လူသုံးမျိုးကိုပြောပြမယ်ဈေးရောက်နေလဲဈေးရောက်နေဈေးရောက်နေဆိုရင်ကြီးပွားတာမဟုတ်ဘူးเนาะဈေးရောက်ရင်းနဲ့မွဲသွားတဲ့သူတွေဈေးရောက်ရင်းနဲ့ကျွေးတင်သွားတဲ့သူတွေအများကြီးပဲဈေးရောက်နေကြီးပွားချမ်းသာနေတယ်ငွေရှာနေကြီးပွားချမ်းသာနေမှထင်နဲ့နံပါတ်1ကပါလဲဆိုတော့ကိုဘွားကိုကိုမေပြီးတော့ပစ္စည်းရင်းမာတာမွဲမယ်မွဲမယ်အများမ်းပြောပြီးသားဒိုင်းပေါ်မှာကြည်ပြီးတော့ဟာသူများတွေက ရောဝဝကွဲကြီးရောင်းရနေပါတယ်ဟာရောင်းကောင်းနေပါတယ်ဆိုတာကြီးပဲကြည့်ပြီးတော့ငါလည်းရောင်းရလိုက်မယ်ဆိုပြီးတော့သူများရောင်းနေယူမြောင်းတယ်ကိုပတ်ဝန်းကျင်နဲ့ကိုယူမတ်ပစ္စည်းနဲ့လိုက်ဖက်ညီထားပါတော့ကွာမင်းပကြီးရလိုက်မင်းပကြီးရလိုက်ဆေးကိုခင်းလို့ကြည့်တယ်မင်းပကြီးဘာဖြစ်လဲစိန်နေရွှေတွေကိုတိုင်းကိုထောင်းချီတိုင်းကိုတောင်းချီနဲ့ရောင်းရဟာမင်းပကြီးတော့ရောင်းရောင်းကောင်းနေရပဲဟေးငါလည်းစိန်ရောင်းမယ်ခင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 ်ခေါင်းချော်ရေရောင်းလို့လားဝဝကွဲရောင်းတဲ့ ဈေးတယ်ဖြစ်တာဟိုမှာတနခါလုံးနေရောင်းနေတာဝဝကွဲရောင်းကောင်းတဲ့ဈေးတယ်ဖြစ်တာခင်ခင်စိန်ရွှေရတနာရောင်းကြည့်ရောင်းရဘူးဟောဆိုကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုဝင်ဆန်ထားတဲ့ပတ်ဝန်းကျင်ကတတိသေးကြွယ်ပတ်ဝန်းကျင်မဟုတ်ဘူးတာမတ်ခြေခံလူတန်းစားလက်လုံးလက်စားတွေအဲ့ဒီပတ်ဝန်းကျင်မှာနေအဲ့တော့အဲ့ဒီပတ်ဝန်းကျင်နဲ့လယောညီထွေတဲ့ပစ္စည်းကိုရွေးဖို့လိုတယ်ခင်မြဲတမ်းပြောပြီးရေတန်ဘူးတောင်နေ့စဉ်ဝယ်မတော့တဲ့ပတ်ဝန်းကျင်မှာနေပြီးတော့တဘူးကို3000ခွဲတန်ကောလဂျင်ရောင်း ဘလောက်ကြီးပဲလူကအယောင်တော်တော်အရင်ပြုတ်လိုက်မယ်ဒါနံပါတ်1ကဟိုပတ်ဝန်းကျင်နဲ့ကိုအဲ့တော့အများကြီးနေခင်းနေပစ္စည်းကိုရောင်းနေမှာလေခေါင်းလျှော်ရည်လေးကိုယူရောင်းမှာခင်းတို့ခေါင်းလျှော်ရည်လေးဆိုကွာတပေါင်းရဲ့အောက်မှာရှိတာလူရင်း၃နေနေမရှိမဖြစ်၃ရတဲ့ပစ္စည်းဖြစ်တယ်အဲ့ကြောင့်လို့အရွေးမမားနဲ့ပတ်ဝန်းကိုနေတဲ့ပတ်ဝန်းကျင်ကိုဘွားကိုမင်းနဲ့နံပါတ်1ကဘွားမင်းနဲ့နောက်တစ်ခုကအကျွေးမတောင်းရရင်လည်းအရင်ပြုတ်မယ်ဈေးရောင်းတာတော့ရောင်းတက်ရုံတစ်ခုနဲ့မပြီးဘူးအကျွေးပါတောင်းရရတယ်အကျွေးမတောင်းရလို့ ရင်ပြုတ်သွားတဲ့သူတွေအများကြီးပဲအာနာနေလို့မရဘူးခင်ခင်ပြောသလိုပဲညီကောညီကိုစပားပေါက်သေးပဲစီဝါးကြီးလုတ်တဲ့ခါမှာအာဆွေမျိုးတော်နေလို့တငယ်ချင်းတော်နေလို့မရဘူးကို့အမြတ်ကကို့အမြတ်ကနှစ်သိန်းကျွေးချံက၃သိန်းဆိုသွားပြီလေသွားပြီလေရေစုံမျိုးလုံးလုံးမျိုးအဲ့တော့ကျွေးမတောင်းရဲလို့လည်းမရအောင်တော့ဈေးပဲရောင်းတတ်လို့မရဘူးကျွေးပဲတောင်းတတ်ခင်ခင်ကတော့ကိုကိုနေလဲငွေကြီးကိုတကြက်တပြားဆက်လို့ ိုကိုယ်တိုင်လည်းငွေကြေးစနစ်ရှိတယ်လို့မရဘူးအမလီခင်ခင်ကြီးမှဈေးဝယ်ပူးတဲ့သူတွေအကုန်သိတယ်တခြားတပြားစားခင်ခင်မရဘူးအဲကြောင့်လဲစနစ်ရှိရှိနဲ့ကိုယ့်လုပ်ငန်းကိုတိုးတက်မကတိုးတက်အောင်လုပ်နေတာနောက်တစ်ယောက်ကပါလဲဆိုတော့ငွေစည်းကမ်းမရှိတာဝါမရှိဘဲနဲ့ဝိလောက်တာအဲ့ဒီဝါမရှိဘဲဝိလောက်တတ်တဲ့ကြီးရှင်လုံးဝငွေကြိုင်တဲ့အလုပ်ကိုလေဈေးအောင်မှမဟုတ်ဘယ်မှမလုပ်နဲ့အကျွေးနဲ့စားတိုင်းတော့မှာခေါင်းလျှော်ရဘူးဘူးတရာရောင်းနေဘူးတရာလုံးကိုရောင်းတဲ့ခါကျမှသုံးတိုင်းကြော်ကြော်မြတ်မှာအဲ့တော့ဘူး ခေါင်းရှောက်ရဲ့ဘူးဘိုးရဲ့ဘူးတရရဲ့ငွေမောင်းတန်မိုးဒီ9သိန်းကျော်အမြတ်က3သိန်း8သိန်းဆိုတာဒီကိုပတ်ဆိုင်ရင်8သိန်းမထင်ပြီးတော့မသုံးနဲ့ဝေခေါင်းခွဲလို့အကျွေးမြောင်းချင်မှုငွေခေါင်းခွဲလို့ဈေးမြောင်းချင်မှဘူးဆိုတာဒီအဲ့ဒါအလကားလူဖြင်းလူညံ့ငွေကိုမစီမံနိုင်တဲ့သူတွေပြောတာအဲ့လိုစင်ကြီးတွေပြောတာအဲ့လိုလူတွေကတကယ်လဲအဲ့ဒါငွေကြီးကိုငွေခေါင်းခွဲတယ်ဆိုတာလေငွေရသူ့ကသူငါဟာငါခေါင်းကြီးခွဲရဲ့ဟေးဆိုပြီးတော့ငွေရထွက်သွားတာမဟုတ်ဘူးလူကစီမံလို့ခွဲတာ ခင်ရဈေးရောက်နဲ့ခင်ရွာလဲပြီးတော့ဈေးရောက်ခဲ့တဲ့ပုံစံလေးကိုပြောပြတယ်ရွာမှာရောင်းရင်တော့ငွေရတော့အကွဲအကွဲကိုတောင်းရတာကောင်းချွဲတပူး၈ထောင်ရောင်းတယ်နော်အဲ့ဒီ၈ထောင်ကိုခုနှစ်ခါခွဲပေးမဲ့သူတောင်ပါတယ်တထောင်1500တထောင်1500နဲ့သူပေးတဲ့ငွေကိုစနစ်တကျကိုအိတ်ကတ်ထည့်ထည့်လေးတထောင်နဲ့900ရရင်900နဲ့လဲလိုက်900နဲ့နှစ်ပဲရရင်1000နဲ့နဲ့လဲလိုက်ငွေကခေါင်းမကွဲတဲ့အပြင်ခေါင်းတွေအောင်ကြီးလာသေးတယ်ငွေကိုစနစ်ကျပြီးတော့အရင် အရင်လားအမြတ်လားအရှုံးလားတခင်နဲ့ယနေ့ချိန်ထိတလားကုန်နေတလားကုန်နေအမြဲတမ်းရင်းမြတ်ကိုသုံးတဲ့ပတ်စံကိုရဲ့မိဖို့ကြောင့်30ရက်အမြဲတမ်းတွက်တယ်ငါတော့ဝင်ငွေကောင်းလာပဲဆိုပြီးတော့သုံးကျင်နေတရားမလားရှောင်မသုံးလွယ်ရင်တကြွယ်တော်မခံနိုင်ဘူးဆိုတာမှန်တယ်နော်ပတ်စံကိုလေလွယ်လွယ်ရလွယ်လွယ်ထားပြီးလွယ်လွယ်တဖြောဖြောသုံးနေကြည့်ဘယ်ချိန်ကုန်လို့ကုန်ပြီးတော့ဘယ်ချိန်ကျွေးတင်လို့တောင်တင်တော့မှန်းသိမှာမဟုတ် အဲ့တော့ငွေကြေးကိုမစီမံတတ်ရင်လေလုံးဝမရဘူးနော်အကျွေးတင်မှာနော်ရောင်းကောင်းတဲ့လောက်အကျွေးတင်မှာခေါင်းချော်ရေဘူး30ရောင်းတယ်6000ကျော်9000မှ9000ပြဖို့3000မဲလို့လေ6000နဲ့9000မြတ်တယ်ဘူး30ရင်3000 8000 9000ကျတယ်ဘူးပိုနှစ်ဘူးနဲ့သူရောင်းနေဆိုရင်6000ကျော်မြတ်တယ်အဲ့ဒီချိန်မှာခေါင်းချော်ရေဘူးပိုးက3000 8000ပါတယ်6000 9000ကမှကိုပတ်စား ကိုတုံးရမယ့်ပတ်စံအဲ့တော့မှ အမြက်ကိုအကုန်တုံးပြတဲ့လူမျိုးတီပြန်ရင်းတဲ့သူလောက်တီဝါတိုးတက်မလားခင်တို့ဒီခင်ဒီတကယ်ဘူး30ကိုငွေချေးပြီးတော့ရွာလေရောင်းခဲ့တဲ့ဈေးတရားနေလေအခုပစ္စည်းတွေကိုချက်ဖားလိုက်ချက်ဖားလိုက်စတော့တွေအပြည့်ဖြည့်ပြီးတော့ကိုယ့်ပတ်စံနဲ့ကိုယ်ဝယ်တဲ့ချက်ဖားနေနော်တခါတခါကားရောက်ရင်တင်း300ဖို့တင်း400ဖို့ရောက်ပြီးတော့မှလေလက်ကားပြနေတဲ့ဈေးတယ်ဖြစ်တာခင်ဗျငွေကြေးအရန်စီကန်းရှိတော့ ဘယ်တော့မှခေါင်းကွဲမခံဘူးငွေခေါင်းကွဲသွားပါလေဆိုတာခင်ခင်ဘဝမှာမရှိဘူးရတယ်ရွာလေပြီးတောင်းတော့ရတယ်လေစာအုပ်လေးတုံးနဲ့ဒီမဲ့ကွာခေါင်းရွှဲဘူး၈000အခု2000သွင်းသေးတယ်ဆိုရင်8000လေးကိုချစ်2000သွင်းပြီးရဆိုတော့6000ကျန်းဘယ်ရဲ့မှာ2000သွင်းဘယ်ရဲ့မှာ6000ကျန်း6000မှာတစ်ခါ1000ဖယ်ပေးတယ်ဆိုရင်6000လေးကိုချစ်เนาะ1000သွင်းတော့9000ကျန်းอืมအဲ့လိုနဲ့ ပြတော့မကောင်းကွက်မခံဘူးကိုကိုရဲ့အိတ်ကတ်သေးကိုလေ900ရက်နှစ်ရွက်ရောက်လာရင်1000တန်းနဲ့လဲပလိုက်တယ်1000တန်း900ရက်ရောက်လာရင်9000တန်းနဲ့လဲတယ်ဟိုးငွေတွေကအဲ့ဒါကနေခေါင်းတွေကကြီးကြီးလာခေါင်းကွဲတယ်ဆိုရယ်စကားမပြောနဲ့အဲ့ဒါအသုံးမကျတဲ့သူတွေရယ်စကားခေါင်းကွဲတယ်ဆိုတာလူကနေငွေကိုမစီမံနေတဲ့သူရယ်ပြောတဲ့စကားကွဲချင်းတဲ့လောက်ကွဲစီခင်းတို့စီကိုတိလား10သိန်းကိုလေ1000တန်းနဲ့အလီလီပဲရောက်လာလားမကွဲစီရအောင် ကဲကြာတာတော့အရရဆရာကြီးပေါ့နော်အရင်ပြုတ်စီတဲ့လူသုံးမျိုးဆိုတဲ့အခါကြတော့ဒါမဲ့လည်းဒီဗီဒီယိုလေးကတကယ်ဘူးသူတာဖြစ်စီရလေးပါတဲ့အတွက်ကြောင့်မို့လို့ပြန်ပြီးရော share လုပ်ပေးလိုက်ရပါတယ်ရှင်